။ဟောအနှစ်40နီးပါးကဘုန်းကြီးကကျွဲတုံးကနေပြီးသင်္ဘောပေါ်တက်တယ်။အေယာဝီတိုင်းထဲမှာဆရာကမင်းကွန်းဆရာကပန်းတန်တော်ကတက်တယ်။အဲ့ဒီသင်္ဘောပေါ်နှစ်ပါးဆုံးပြီးတော့ရန်ကုန်သွားကြတာ။မဥပင်ရောက်တော့ဆရာကဘုန်းကြီးမေးတယ်ဦးမြတ်ဆက်ကြရေး။ဟောဒီမြို့မှာကျုပ်ကျေးဇူးရှင်ကြီးရှိတယ်ဗျာ။အဲ့ဒါဆင်းပြီးနှုတ်ဆက်ခြင်းနဲ့တဲ့နောက်လာဖို့မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတော်အကျိုးတော်ဆောင်ကြုံခန့်လိုက်တာကိုညကလေဒီယိုကကြားပြီဒီလိုနော်အဲ့ဒါနဲ့ဘုန်းကြီးဆလင်သွားပြီးအကျိုးကြောင်းနေပြောတော့ရပါတယ်ဘုရားဆိုတော့ဆရောကအင်မတန်လိမ္မာပန်းတတ်တယ်ဘယ်တော့မှအခွင့်အရေးမယူတဲ့ဆရောနော်ဘာဆရောတရားရကမတွေအပေါ်ဆိုရင်ဘုန်းကြီးတို့ပြိဿကြီးသိညာတာဘယ်တော့မှအနိုင်မယူဘူး တဂါရကမတွေအပေါ်မှာဘုန်းကြီးတို့ပြိသတ်မေတ္တာကလည်းအလွန်ပြည့်တယ်ဆရော့ရဲ့နှုတ်ဖြားကလှူပါဗျဆိုတာဘုန်းကြီးတို့လက်တွဲတဲ့အနည်း20ကျော်မှာတခါမှကြားခဲ့ဘူးဒီလိုနော်ဒီတော့နိုင်ငံတော်ပြိရည်တီတက်ကတော်ကြီးတဲတော့မယ်ဆိုတော့တဂါရကမတွေလှူခြင်းရင်တဲ့ကြက်နဲ့ကြောင်းတကဖြစ်အောင်တယောက်တကြက်လှူဖို့ဟောဘယ်လောက် အဲ့ဒီတကြက်ကလည်းပဲတဲ့ကလေးအမေမုတ်ဆိုးမရှင်မောင်ရွက်တယ်လေးဆိုတဲ့အဲ့ဒီကလေးမလေးတကြက်ပါပါစေတဲ့ဟောဒီလိုတန်ဖိုးထားတာနော်ဘုန်းကြီးတို့ပရိသတ်ကြီးခမရတို့နောင်ရှာဖို့ခတ်သွားပြီဒါမှတ်တော့အဲ့ဒါနဲ့မဟုတ်ဘဲဘယ်မှာလဲလို့ဆိုတော့မဟုတ်ဘဲလမ်းလေရဲ့တဲ့တယ်သွားလိုက်တော့မဟုတ်ဘဲမြို့လေ လမ်းကနေသွားတော့မြို့လေကျောင်းတိုင်မြို့လေကျောင်းတိုင်ကြီးဖြတ်ပြီးတော့အနောက်ဘက်မှာဒကမာကြီးက60 98လောက်ရှိပါလိမ့်အိယာထဲမှာအဲ့ဒါရောက်ကြတော့အကျိုးအကြောင်းလေးပြောဆရာကသူ့ပန်းလာတဲ့အဲလှူတဲ့တဲကကောင်းတာလေးတွေဒကမာကြီးအတွက်အဲ့ဒါစွန့်လူပြီးတဲ့အခါကျတော့ဆရာကပြောတယ်ဒကမာကြီးတဲ့ဥစဉ်နောက်လာဖို့မလွယ်တော့ဘူးထင်တယ်တဲ့ အဲ့ဒါနှုတ်ဆက်ရင်းနဲ့ယေရှုဆိုင်ရင်လာခဲ့တာပဲတဲ့ယေရှုကဘယ်လိုတင်တာလဲလို့ဆိုတော့ဆရာပိရကပြန်စဉ်ဖြည့်စဉ်တော့ကဒီဒကမာကြီးကငါ၆ဖောက်တို့ငါပြာကြီးကျော်တို့ငါရှင်းကြတိုက်ကျော်တို့တခါတခါလာလာလှူတယ်တဲ့အဲ့ဒီယေရှုတွေတဲ့ဗျာကိုလူရဲ့ဘုန်းကြီးတို့သီလရှင်တို့ဆိုတာရပြီယူပြီမိတ်တတ်တာများတယ်နော် ဆရာလေးရေပြောလိုက်တော့မယ်နော်ဟုတ်ပြီလားတိစရောကအဲ့ဒီလိုမဟုတ်ဘူးကိုလူရဲ့ဟုတ်ပြီလားဥစာပြေတန်ကမင်းကွန်ဦးစိတ်တာပြိရကပြန်စင်နှုံးကလှူခဲ့တာလေးတွေအခုနိုင်ငံတော်အကျိုးတော်ဆောင်ကြီးချုပ်ကြီးဖြစ်တာတော့ဒီမျိုးစိုက်တော့ဒါမမေ့ဘူးဩအင်မတန်ကိုတန်ဖိုးကြီးတာပဲကို့မှာ ပြန်ကန်ပြီးတော့ဆရာကပြောတယ်ဓမ္မကြီးတဲ့ဥစဉ်နောက်ရောက်ဖို့တဲမလွယ်ဘူးထင်တယ်တဲ့အဲ့ဒါရောက်တော့တဲ့ဓမ္မကြီးကို တရားလက်ဆောင်နှလုံးပေးပါရစေတဲ့ပေးပါဗျာအခုဓမ္မကြီးကိုကိုကို နိုင်သေးလားလို့မေးလိုက်တော့အိယာတဲ့ရောက်နေပြီနိုင်သေးလားမနိုင်တော့ပါဘူးဗျာမနိုင်တော့ကို့ချစ်တဲ့ကို့တန်ဖိုးထားတဲ့သမီးမမီးမတွေလက်ထဲ အလဲရပြီမဟုတ်လားတဲ့တင်မဖျာအဲ့ဒါဆိုရင်ကလေးတွေစကားနားထောင်ပါဗျာဗါတဲ့ယရနာဘုံဈေးကခေါင်းဖြူတွေဘသူစကားနားထောင်ရှေးကအဖွားကြီးတွေကမန္နာကြီးတဲ့မျက်လုံးလေးပြူကြည့်ပြီးတော့လက်ဝလေးရှေ့တို့ရှင်ဘုရားစကားကလည်းဘက်နဲ့ နာမထောင်ဘာဖြစ်မလဲကိုတော်လို့မေးလိုက်တော့နာမထောင်ခမရအငေါ့ခံရမှာဗျယုံယုံကြီးပြန်ပြောအငေါ့ခံရပြီဆိုရင်ကလေးတွေအပြည့်မပြောနဲ့ဒကမာကြီးဒကမာကြီးအပြည့်မသိတဲ့လူကတော့ကလေးတွေအပြည့်တင်ပဲမဟုတ်ဘူးခမရအပြည့်ခမရသက်ကိစ္စမြင်အောင်မြောက်အောင်အလုံးမလုံးခဲ့ဘူးအရှက်ကွဲပါလိမ့်မယ်ဗျာတဲ့သာသမီးကပြန်អော်လို့ခံရရင်ကိုလူရဲ့အဲ့ဒီ မိဘအရှက်ကွဲတဲ့ဗျာနော်ကိုလူတွေဒါလည်းသဘောပေါက်ကြအောင်နောက်တလုံးမှာကောကိုတော့တဲ့နောက်တလုံးမှာဒကမာကြီးရဲ့တဲ့ကလေးတွေနဲ့တဲ့အောင်နေပါတဲ့ဘသူနဲ့တဲ့အောင်နေပို့ဆိုးသွားပြီမို့လားဘယ်နဲ့ရှင်ဘုရားရဲ့တရားကလည်းမတဲ့တော့ဘာဖြစ်မလဲကိုတော့လို့မေးတော့မတဲ့ရင်ခမရငတ်ပြီလို့မှား မတည့်ရဲ့အာဘွားကြီးစကားများတာပစည်းပစက်ဘာဖြစ်တဲ့ညာဖြစ်တဲ့ပြစ်ထားလိုက်တော့ငတ်ပြီပေါ့ကိုကြီးကိုမခတ်မတော့တော့ပဲကိုကကိုလည်းမချမ်းနိုင် မပြုတ်နိုင်မရှာနိုင်မဖွေနိုင်ဒီလိုမဟုတ်လားအဲ့ဒါမန်တက်ပြီးကလေးတွေနဲ့မတက်မတက်တော့ပြစ်ထားငတ်ရောဒီလိုမဟုတ်လားတက်ပြီဆိုတော့ ွားဖွားရေတောက်ပြီးပြီလားချိုးရေတောက်မလားဖြောရေတောက်မလားမိုင်းလိုလားဟောလေလားအမေနောက်ပြီးတော့ဘုန်းကြီးတို့ပရိသတ်ပန်းသီးစားမလားလိမ်မော်သီးစားမလားဒီလိုမဟုတ်လားအဒံပေါက်လားနတ်သုဒ္ဓါလားအိုရီယံဟောက်လားဗာအကုန်ပေါ့စုံလို့ဘာဘူးလို့တဲ့လို့ဩဘွားတို့များတက်ကြီးလားလေအေးချမ်းလေကြီးညိုစရာကောင်းလေပဲဘွားနံသွားရင်အေးလိုက်တာဒီလိုနော် မတက်ရင်ဘာဖြစ်မလဲအဲ့ဒီတုန်းကအဲ့ဒီစကားကိုကြားခဲ့မှတ်ခဲ့ရတာမတက်ရင်ငတ်မယ်လို့ဘယ်လိုစကားကြီးပါလဲခုဘုန်းကြီးလည်းဒီလိုမှတ်ခဲ့တာအေးအဲ့ဒီတုန်းကမတက်ရင်ငတ်ယုံငတ်တာကိုလူရဲ့အခုမတက်ရင်ခမည်းတော်အမိုက်ပုံနဲ့ရောက်သွားမယ်မှတ်ပါဘယ်ရောက်သွားမလဲကြည့်နော်မပေါ့နဲ့